2025-2026ဘဏ္ဍာရေးနှင့်ရန်ကုန်ပသိမ်လမ်းပိုင်းအဆင့်မြင့်တင်ဆောင်ရွက်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလမ်းဦးစီးဌာနကလမ်းလုံသားများနှင့်နေဆိုင်ညာဆိုင်ခွဲပြီးအင်တိုင်းအားတိုင်းဆောင်ရွက်လျက်ရှိအောင်နိုဝင်ဘာလ22ရက်ညပိုင်းမှာရန်ကုန်ပသိမ်လမ်းမိုင်54မိုင်3ဖလုံးမှာကွန်ကရစ်လမ်းတည်ဆောက်ဖို့မြေသားကြပေါင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းကိုညာဆိုင်ခွဲပြီးဆောင်ရွက်နေမှုများကိုတာနေတာကြီးဝန်ကြီးချုပ်ဦးတင်မဝင်းဟာတာဝန်ရှိသူများနဲ့အတူသွားရ ောက်ကြည့်ရှုစေပြီးတိုင်းဒါကြီးလမ်းဦးစီးဌာနညွှန်ကြားရေးမှူးမျိုးပြားက လုပ်ငန်းဆောင်ရွက်မှုများရှင်းလင်းတင်ပြမှုအပေါ်လမ်းအရှိအသွေးပြည့်မီရင်တတ်မှတ်ကာလအတွင်းပြီးစီးစီရေရင်းအန်တဲ့လမ်းတည်းကင်းရှင်းရေးတို့ကိုအလေးထားဆောင်ရွက်ဖို့မှာကြားခဲ့ပါတယ်။လမ်းဦးစီးဌာနမှ2025-2026ဘဏ္ဍာရေးနှင့်ရန်ကုန်ပသိမ်လမ်းပိုင်းအဆင့်မြင့်တင်ဆောင်ရွက်ခြင်းနဲ့ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုမိုင်း88မိုင်၊၃ညဖာလုံးနဲ့88မိုင်တစ်ဖာလုံးအတွင်းချက်ပိုးလွှာခင်းခြင်းလုပ်ငန်းမိုင်း84မိုင်၃ညဖာလုံး84မိုင် တစ်ဖက်လုံးအတွင်းချက်ပိုးလှခင်းခြင်းလုပ်ငန်းရန်ကုန်ပသိမ်လမ်းမိုင်68မိုင်9ဖက်လုံး69မိုင်3ညဖက်လုံးကြားချက်ပိုးလှခင်းခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်